နိုဝင်ဘာ24ရက်နေ့ကဒီမော့ဆိုနယ်နမခုံမြို့နယ်အကြားကကြေးရွာတွေတဲကိုစစ်တပ်စစ်ကြောင်းထိုးလာတဲ့အတွက်ရွာ400ထပ်မင်းပြောင်းရွှေ့ခဲ့ရတယ်လို့တွားရောက်ကဲထုတ်ခဲ့သူတွေက DPP ကိုပြောပါရယ်စစ်ကြောင်းမဝင်ငယ်နိုဝင်ဘာ23ရက်နေ့မှာတဲကဒီမော့ဆိုမြို့ရဲ့အနောက်ချမ်းတဝိုက်ကိုစစ်တပ်က drone တွေနဲ့ကင်းထောက်ခဲ့ပြီး လေရင်နဲ့လက်နက်ကြီးတွေအဆက်မပြတ်ပြစ်နေလို့အိုင်းနေတဲကဒေသခံတွေရှောင်နေရတာပါ24ရက်နေ့မှာတော့သဲစုလဲရွာပူဖားရွာစီလီတုံးရွာနဲ့ကြာဖူးတော့ရွာလေးရွာကိုပြောင်းရွှေ့ပေးလိုက်ရတာပါလက်တလောပြောင်းရွှေ့မှုတွေမှာလိုအပ်မှုတွေရှိနေတယ်လို့ကယ်ဆယ်ရေးဝန်ထမ်းတွေတူကဒီပီပီကိုပြောပါတယ်အာကယ်ဆယ်ရေးအတွက်ကားတွေစီရတော့လိုတယ်ဗျဒီစစ်ရှောင်တဲ့အချိန်တွေဆိုရင်ကျွန်တော်တို့ပို့ပြီးတော့လိုတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ရွှေ့နေတာဆိုတော့လေလောစင်လူကြီးတော့မတိရသေးဘူးဗျဟုတ်ဒေါကန်ခါတပိုက်မှလည်းသူတို့က မဆနာနဲ့လုံမယ်လို့ကြေညာထားတဲ့အချိန်မှာအနီနာပတ်ဝန်းကျင်တွေမှာထက်ရှောင်ရတာပေါ့ စစ်ကော်မရှင်ကကျင်းပမဲ့ရွက်ောက်ပွဲအပိုင်း၁မှာဂရင်းနီပြည်နယ်ကမြို့တော်လွိုက်ကော်နယ်ဘောလခဲပါဝင်ပြီးအပိုင်း၂မှာတော့ဒီမော့ဆိုနယ်ဖရူဆိုမြို့နယ်တို့ပါဝင်တယ်လို့ရွက်ောက်ပွဲကော်မရှင်ဘက်ကထုတ်ပြန်ထားပါတယ်။စစ်တပ်ဘက်ကမြို့တော်လွိုက်ကော်နယ်ငွေတောင်၁၀လောက်သာထိန်းချုပ်ထားနိုင်သေးပြီးဂရင်းနီပြည်နယ်ရဲ့မြို့နယ်အများစုကတော်လိုင်းတပ်ပေါင်းစုတွေထိန်းချုပ်ထားတာပါ။ဒါကြောင့်လက်ရှိရွာတွေထဲဝင်နေတဲ့စစ်ကြောင်းဟာလွိုက်ကော်မြို့ကနေထွက်လာတာဖြစ်ပြီးရွက်ောက်ပွဲမတိုင်ခင်နမခုံနယ်ဒီမော့ဆိုမြို့တွေကိုထိန်းချုပ်ဖို့အတွက်စစ်ကြောင်းဝင်တာဖြစ်မယ်လို့ဒီမော့ဆိုမှာရှိနေတဲ့ DBB ရဲ့စီရေးရင်းမြစ်ကသုံးသပ်ထားပါတယ်။ နာမခေါ်တော့ဒီတကြောလုံးသူမရသေးဘူး။ဒီမောဆိုအပ်သူရရတာပြောသူအဝဲလောက်မရသေးဘူး။သူရချာတော့သူနာမခေါ်လိုချင်လို့ဖြစ်နိုင်ရောနော်။ဒီအဲ့ဒီသူတို့တိုင်ထားတော့ဒီကြားနေမြေတချို့ကျွန်တော်တို့တရားပေါ်ကင်းနေရဲ့ဒီနေမြေချို့တိုင်ထားတဲ့ပုံစံမျိုးလက်ရှိစစ်တပ်ထိန်းချုပ်ထားတဲ့ကျွေးရအများစုမှာစစ်ဆောင်တွေကိုရုပ်ောက်ပွဲမှာတိုင်ငင်နေရပြန်လာဖို့ဖိအားပေးနေပြီး ပြန်လာမနေတဲ့နေအိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ်းမယ်လို့ချင်းချောက်မှုတွေရှိနေတယ်လို့ဒေသခံတွေကစက်ပြောပြပါတယ်။ရွေးကောက်ပွဲပိုင်းတစ်ချင်းပါမယ်မြို့တော်လိုက်ကော်မှာတော့နေတင်းချက်ထားပြီးတက္ကသိုလ်တက်နေတဲ့ចောင်းသားចောင်းသူတွေကိုမဲစတင်ထည့်နေရပြီပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။